င်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တရဲ့ this week အစီအစဉ်ကနေကြိုးစားပါတယ်ဒီစီစဉ်ကတော့ရောမြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်တုံသုံးသပ်တင်ဆက်ပေးနေရပါကဲဒီဒီပတ်ထက်ဖြစ်သွားတဲ့အကြောင်းအရာတွေတဲကအရင်ဆုံးရွေးထုတ်ပြီးပြောရရင်တော့ဗျာပြိုမဲ့မို့ညှို့နေပြီဆိုသလိုနိုင်ငံတော်ကအရှုံးကအရှုံးနေကြမှာတိမ်မဲတွေဖုံးပြီးအကြည့်ကျဲမှောင်မိုက်နေတယ်စစ်ရှုံးသမားအာကူတူကောင်ကလိန်ကကြင့်မဲအွန်လိုင်းတို့အနောက်ဆုံးဂုတ်ဆုံးစစ်အုပ်စုတိုက်ဟာ သူတို့အာနာနဲ့အကျိုးစီးပွားအတွက်နောက်ဆုံးထွက်တက်ရောက်ခံဤအထိဇွဲမိဇွဲရလှမ်းဆွဲနေတဲ့ပုံစံနဲ့တရုတ်ကေပါရုရှားကေပါပူဇော်ပါမယ်ပပပမယ်ဒဇာဇာနဲ့ပဲရုရှားခြေတလုံးကိုပြေးမဖက်ယုံတမဲပူတင်ကိုကြွမ်းမင်းဆိုပြီးတော့ပါပေါက်ပန်းလေဇာတွေနဲ့အလွန်ကျူတွေမြောက်ပင့်ပြောလို့ပြောအခုလည်းလာပြန်ပြီတရုတ်ခြေတလုံးကိုပြေးမဖက်ယုံတမဲပုံစံနဲ့ ရေဥသမရရှီချင်းမင်ကအနာဂတ်ကဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပြီးတော့ပါပေါက်ပန်းလေးစရီပြောတော့ပြန်တာကိုလေပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါအတော်တော့ခတ်နေပြီအရင်ကအစိုးတော်ဖြူဖြူကြော်သိမ်းပြောခဲ့တယ်လို့ဘလို့ဘလို့ပြောလိုက်တယ်ပြန်ပြောပါအောင်တရုတ်သမ္မတရှီကျင့်မင်ကအနာဂတ်ကဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဖျားဖျားဆိုပြီးပြောရမလို့ဖြစ်နေတယ်လို့ စစ်ရှုံးသမားအနှုတ်ဆုတ်ကုတ်ဆုတ်အယိုးတူမင်းအောင်လိုင်းရဲ့မျက်နှာပြောင်တိုက်ဖားရချက်ကြီးကတော့လက်ကုံပဲလို့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာဒါကိုတော့ဇွန်လ10ရက်နေ့ကပဲနေပြီးတော့မှလုတ်သွားတဲ့တရုတ်မြန်မာနှစ်နိုင်ငံတနမန်ဆက်ဆံရေး85နှစ်မြောက်စင်ရတုအခမ်းအနားမှာတရုတ်သမ္မတရှီကျင့်ပင်ရဲ့မွေးစားသားအဖြစ်ပါကြည်ကြည်နက်နက်ကြီးခံယူပြီးမြန်မာနိုင်ငံကိုတရုတ်လက်ထက်ဖြည်းဖြည်းချင်းထိုးအပ်နေတဲ့စစ်ရှုံးသမားကလင်ကကြီးအယိုးတူမင်းအောင်လိုင်းဟာ ဒီနိုင်ငံကသူတို့စစ်အုပ်စုကိုနိုင်ငံတကာစာမျက်နှာမှာထောက်ခံပေးတဲ့အတွက်ဂျေဇူးတင်တဲ့အကြောင်းတွေရောဒီနိုင်ငံကလုံမဲ့ပိုလန်မှာစီမံကိန်းတွေအပြင်တရုတ်မြန်မာစီးပွားရေးဇင်းကြံစီမံကိန်းတွေပါအတူတူပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ပါမြန်မာနိုင်ငံရဲ့အကျိုးစီးပွားတွေအကုန်ထုတ်အပ်ပြီးမင်းအွန်လိုင်းကိုတိုင်းသူတို့ရဲ့အာဏာဆက်ပြီးတည်မြဲဖို့အတွက်အရှက်တိတ်ခါမရှိပေါ်တင်ကြီးကိုဖာယာမြောက်ပင်ပြောဆိုသွားပြန်တယ်လို့ဒီတခါကျွတ်မင်းပူတင်မဟုတ်တော့ပြန်မယ်ပပရှိကျင့်ပင်ဖြစ်သွားပြီ ဖေဖေကြီးရှီကြည်မင်းကတတားတို့စစ်အုပ်စုကိုထောက်ခံတဲ့အတွက်တတားကတော်လန်ရေးတပ်တွေကိုမနိုင်ပေမဲ့ဖေဖေကြီးရှီကြည်မင်းရှိတယ်တတားကိုကယ်မှာမျိုးတွေလည်းပြန်တောင်းပေးမှာဆိုပြီးမပြောရုံတမဲဖြစ်နေတာပေါ့ဗျာအတော်တော့စိုးနေပြီပေါ့လေယိုသူမရှက်မြင်သူရှက်ဆိုတလို့အရင်2029စစ်စင်ရေးတွေတုန်းကတော့သူတို့ပဲတရုတ်နိုင်ငံကကျူးကျော်နေပြီတို့ဒါဟာတရုတ်ကျူးကျော်စစ်တို့ဘာတို့ညာတို့ခေါင်းစဉ်တွေတက်ပြီး တရုတ်တန်ယုံတွေပတ်မှာပါကထိန်လှဲ့သလိုဂားတွေနဲ့ဆန္ဒတွေပြဖို့သူ့လက်အောက်ခံဂျလုံးပလုံးစစ်အုပ်စုနဲ့စစ်တပ်ထောက်ခံတဲ့ရင်နာဇာတွေကိုသူကိုယ်တိုင်ပဲမြောက်ပေးခဲ့ပြီးမှ အခုလဲကြရောသူတို့ပဲတရုတ်ကကောင်းသွားပြန်ပြီအမှန်တရုတ်သမ္မတရှီကျင်းမင်ကအနာဂတ်ကဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပဲဟိုမှာလဲလောက်ပါ မောင်ကာလူရာမင်းတို့ဟာကလဲအခုတမျိုးတော်ကြတမျိုးနဲ့ နိုင်ငံတဝက်တောင်မအုပ်ချုပ်နိုင်တော့လေမင်းတို့လိုအရှုံးသမားတွေကိုတရုတ်လိုအကျိုးစီးပွားတာကြည့်တဲ့နိုင်ငံတွေကစီပေးလို့စံရတဲ့ပုံစံမျိုးနဲ့သာခွေးဝမ်းသာအောင်လေလေပြယုံအစင်လောက်သာတတ်မှတ်ထားတာကိုလေမင်းတို့ကိုယ်တိုင်သိပါတယ်ကွာအခုတော့တရုတ်ကမင်းတို့စစ်အုပ်စုဘက်ကနေထောက်ခံအောင်ဘာပဲလှုပ်ရလှုပ်ရလေဆိုတဲ့တခြင်းအတိုင်းတရုတ်ခြေတလုံးကိုလေးဘက်ထောက်ပြီးမဖတ်ထားယုံတမဲ့ပုံစံနဲ့ပဲ မြန်မာနိုင်ငံရဲ့တရံဇာတနဲ့ရှိသမျှအကျိုးစီးပွားတွေကိုကိုဗစ်တစ်ခုတရုတ်လက်ထက်ထိုးအပ်နေရတာကိုမင်းတို့ကိုယ်တိုင်လည်းအသိဆုံးဖြစ်တယ်လို့ပြည်သူတွေအားလုံးရောစစ်တပ်ကိုထောက်ခံပါတဲ့ဆိုတဲ့ဒုတိယမကျက်အကုန်လုံးအတိုင်းသားမြင်တွေ့နေရတာပေါ့မောင်ကာလူတို့ရာဆိုပြီးပြောရမလို့ဖြစ်နေတာပေါ့ဗျာဒီနေရာမှာစကားဆက်လို့အရှိတူမှာကျွန်တော်ပြောခဲ့သလိုပဲပြန်ပြီးပြောပြရရင်တော့ ရှိမြန်မာနိုင်ငံရဲ့အာဏာသုံးရက်ကိုကန့်ထားပါတယ်ဆိုတဲ့မင်းအွန်လိုင်းကိုတိုင်းအောက်ကြနှုတ်ကြနဲ့ခြေတလုံးပြေးဖက်နေရတဲ့တရုတ်နိုင်ငံဆိုတာဟာဟွန်းသူဟာသူအင်အားဘလောက်ကြီးကြီးဘလောက်ပဲတိုးတက်ပါတယ်ပြောပြောကမ္ဘာနိုင်ငံရေးမှာအနောက်နိုင်ငံတွေလိုဂုံတိတ်ကရှိရှိရက်တည်နေတဲ့နိုင်ငံမျိုးမဟုတ်ပဲသူများနိုင်ငံတွေကဤပညာတွေခိုးမယ်အတုလုံမယ်နောက်ွယ်ကနေသူတို့အကျိုးစီးပွားအတွက်နိုင်ငံအချင်းချင်းရန်တိုက်ပေးမယ်ပြီးရင်ဆင်းရဲတဲ့နိုင်ငံတွေကအကျိုးစီးပွားတွေကိုတခိုးစင်းနဲ့နှိုက်မယ် ပြီးရင်သူတို့နိုင်ငံကိုအဲ့ဒီကရတဲ့တိုက်ခါမဲ့တဲ့အကျိုးအမြတ်တွေနဲ့တိုးတက်အောင်လုပ်ပြနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ဂုံတိုက်ခါရှိတဲ့နိုင်ငံတွေနဲ့ရှိရင်တရုတ်နိုင်ငံဆိုတာဟာအမြဲတမ်းတဆင့်နိုင်နေပြီသူတို့ဘလောက်ပဲတိုးတက်ပါတယ်ပြောပြောတခြားနိုင်ငံတွေကြားမှာတရုတ်နိုင်ငံဟာမချစ်တော်လဲအောင့်ခံနန်းဆိုသလိုတတိထားပြီးဆက်ဆံရတဲ့နိုင်ငံဖြစ်သလိုအဲ့လိုနိုင်ငံကသမရရှီကျင့်မင်ကိုတော့စစ်ရှုံးသမားကလင်ကြီးအယိုးတူမဲအောင်လိုင်းကခက်တီတီနဲ့ဗါတဲ့ အနာဂတ်ကဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူဆိုပြီးအလွန်အကျူဖာယာမြောက်ပင်သွားပြောယုံနေမှာကမြန်မာနိုင်ငံရဲ့အကျိုးစီးပွားတွေပါအကုန်ထိုးအပ်နေတဲ့ပုံစံလုံနေကြတဲ့ကသူတို့ရဲ့နောက်ဆုံးထွက်သက်အတွက်တရုတ်ရဲ့ခြေသလုံးကိုမှစစ်စစ်ပအောင်မဖတ်ထားဘူးဆိုရင်ဟွန်းသူတို့ဂျလုံးမလုံးစစ်အုပ်စုအနှုတ်ဆုတ်ဂုတ်ဆုတ်တိုက်ဟာမြန်မာမျိုးပေါ်ကနေခွေးပြေးဝက်ပြေးပြေးရတော့မယ်အချိန်ကြီးရောက်နေပြီဆိုတာသူတို့ကိုယ်တိုင်သိနေတာဖြစ်တဲ့အတွက်တရုတ်က သူတို့စစ်အုပ်စုကိုအတုံးချပြီးမြန်မာနိုင်ငံကတရံဇာတတွေနဲ့အကျိုးစီးပွားတွေကိုဂုတ်သွေးစုပ်နေမှတိတိကြီးနဲ့ကိုစစ်ရှုံးတော်ကအကူတူကောင်ကလင်ကကျင်းမင်းအွန်လိုင်းတို့စစ်အုပ်စုတိုက်ဟာသူတို့အာနာတီမြဲကြီးအတွက်နောက်ဆုံးအချိန်ထိမြန်မာနိုင်ငံကိုဖဲ့ပြီးရောင်းစားနေတဲ့တမိုင်းတရခန့်တွေအဖြစ်နဲ့သာမိုက်တွင်းကိုနှက်တဲ့နှက်အောင်သူတို့ကိုယ်တိုင်အဆုံးထိလက်ရတူးနေကြတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ဲစစ်ရှုံးသမားအာဂူတိုကောင်အယိုးတိုမဲအွန်လိုင်းတရားရုရှားခြေတလုံးပြေးဖတ်လိုက်တရုတ်ခြေတလုံးပြေးဖတ်လိုက်နဲ့ဗျာများနေတဲ့အချိန်မှာပဲဟမ်တစ်ဖက်မှာတော့တရုတ်ရုရှားမကလို့လောကရန်ကပြောင်းစံအောင်ကြောချလာရင်တော့ထပြီးနရင်အောင်မဲ့အထိတန်မာနေပြီဖြစ်တဲ့နိုင်ငံတော်ဝန်ကတော်လန်ရေးတပ်ပေါင်းစုတွေဟာပဇင်းတွေကင်လိုက်ပလူတွေရိုက်လိုက်ဆိုသလိုသူတို့စစ်အုပ်စုရဲ့စခန်းတွေတင်းလိုက်ရဟယင်တွေပစ်ချလိုက်နေပြင်းပြင်းတီအိုရီအတိုင်းဝိုင်းပြင်းနေတာဟာဟွန်း အခုတပတ်ဇွန်လ10ရက်နေ့မှာလေစကိုင်းတန်းကပလဲမြို့နယ်တိုက်ပွဲမှာသူတို့စစ်တပ်ဘက်ကတိုက်လေရင်တစည်းကိုပြစ်ချလိုက်ပြန်တဲ့အတွက်ပြည်သူတွေပျော့ပျော့နေတယ်ငှက်ကင်ဟာတကင်ပြီးတကင်ကိုဖြစ်လာ နေပြီပေါ့ဗျာဒါကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါပြီးခဲ့တဲ့အပတ်တွေကပဲ KIA ကစော်လိုက်လို့စစ်ကောင်စီဘက်ကရဟယင်နှစ်စီးပြတ်ကျသွားပြီရဟယင်မှုတွေပါပေကုန်ကြတဲ့ဖြစ်စဉ်ကလည်းပူပူနွဲ့နွဲ့တွင်ရှိသေးတယ်အခုတခါဇွန်လ10ရက်နေ့ကပဲ စကိုင်းတိုင်းပလဲမြို့နယ်ကကန်တော့ရက်စကန်ကိုဒေါ်လာရင်ပူပေါင်းတက်တွေကဝိုင်းပြီးဆော့ပလော်တီးနေတဲ့အချိန်ခတ်တီတီနဲ့သူတို့စစ်အုပ်စုရဲ့ထုံးစံအတိုင်းလေရင်နဲ့ဘုံကျဲမယ်ဆိုတဲ့အကြံနဲ့လာတဲ့အချိန်မှာပဲဟဲတော်လိုင်းကြီးတက်တွေကအဲဒီတိုက်လေရင်ကိုမြေပြင်မှာပြတ်ကျတဲ့အထိကိုပြစ်ချလိုက်တာဟာပလဲနယ်တွေကဖုံကြီးကြောင်းထဲမှာပြတ်ကျသွားပြီးတော့မီးပါလောင်နေတဲ့ဗီဒီယိုဖိုင်တွေ လေရင်မှုရဲ့ဥကောင်းခွန်နဲ့ကိုခန္ဓာအစိတ်ပိုင်းတွေပါတစစီဖြစ်သွားတဲ့အသားစပါဓပုံတွေကအစားအွန်လိုင်းပေါ်မှာတက်သေးတွေနဲ့တကွကိုဒေါ်လန်ကြီးတက်တွေကထုတ်ပြန်ထားတာပေါ့ဗျာအဲဒီလိုရဟတ်ရင်တွေတိုက်လီရင်တွေပြစ်ချခံရပြီဆိုတာနဲ့လိန်စရာမရှိကိုအပေါင်းကိုပြန်လိန်နေမဲ့အစားမျိုးတွေဖြစ်တဲ့စစ်ရှုံးသမားအာဂုတို့ကောင်ကလိန်ကြက်မင်းအွန်လိုင်းတို့ရဲ့အနှုတ်ဆုပ်ဂုတ်ဆုပ်စစ်အုပ်စုဘက်ကတော့ပြစ်ချခံရတာမဟုတ်ဘူးဆက်ချိုရင်းပြီးပြတ်ကြတယ်ဆိုတော့ သူတို့ရဲ့ရိုးရာမပြတ်လိန်စင်အတိုင်းပဲအခုတခါလဲဗလဲမျိုးနဲ့မှာသူတို့ဘက်ကတိုက်လီရင်ဟာလက်ကျင့်ပြန်တန်းရင်နဲ့ဆက်ချိုရင်ပြီးပြတ်ကြတာဖြစ်တယ်ဆိုပြီးတော့ကိုလင်းရင်ပြစ်ချခံရတဲ့အကြောင်းကိုအတီးပြုတ်ပေးသလိုမျိုးအဲ့ဒီမှာပဲချက်ချင်းထုတ်ပြန်ပြီးလိန်ပြစ်အောင်ထွက်လိန်သွားပြန်တဲ့အတွက်လေ့ကျင့်တာတော့တိုက်ပွဲဖြစ်တဲ့နေရာလာပြီးလေ့ကျင့်ပြန်တန်းနေဆိုပဲ တိုက်ဆိုင်လိုက်တာများကွာဇွန်လ10ရက်စိုးချက်ကရင်းနှင်းစရာသခိုင်းကိုတွားခဲ့ဆိုပြီးတော့တချင်းစာသာပြောင်းပြီးသူတို့အစားစိုးပြရမလို့ဖြစ်နေတာပေါ့ဗျာအတော်တော့စိုးနေပြီကြည်လဲလိန်အောင်မောင်ကာလူတို့မင်းတို့တွေအဲ့လိုမျိုးထွက်ထွက်လိန်တိုင်းဒေါ်လန်ကြီးတက်တွေကတက်သေးတွေနဲ့တကွာချပြပါများလို့မင်းတို့ဘက်မှာအဆက်တွေ꽌ပေါင်းနေများပြီဒါလဲမင်းတို့ဟာရှုံးရင်ရှုံးနေဆိုတာကိုဝန်မခံရဲပဲအမြဲကလိန်ကကြစ်တွေတာပြောပါများလို့ မင်းတို့စစ်အုပ်စုကိုထောက်ခံပါတယ်ဆိုတဲ့သူတွေတော့မင်းတို့ကိုအယုံကြည်မရှိတော့တာတွေများလာနေပြီမင်းတို့အဲ့ဒီလိုတွေကိုယ့်ရဲ့အရှုံးကိုလက်မခံမှုကြောင့်ပဲပြီးခဲ့တဲ့ရွေးကောက်ပွဲကပြည်သူတွေတင်မြောက်ထားတဲ့မဲရလက်အဖြစ်ကိုတော့ညင်းပြီတိုင်းပြည်အာဏာကိုမတရားလွတ်ယူလိုက်တဲ့အကျိုးဆက်ဟာအခုဆိုမင်းတို့စစ်တပ်ရဲ့အကြံအတိုင်းအရှုံးကိုလက်မခံခဲ့တဲ့အဖြစ်ကနေတိုင်းပြည်တစ်ခုလုံးစစ်မီဟုံဟုံတောက်ပြီး မင်းတို့ကိုယ်တိုင်မှာထိမ့်မနိုင်တိမ့်မနိုင်နဲ့မြို့ပေါင်း60ကျော်ပါလက်လွတ်လိုက်ရတဲ့အဒီအရှုံးကြီးရှုံးလာတော့မရှူနိုင်မကယ်နိုင်ဘွားတွေနဲ့တိုက်ပွဲတွေရပေးကြပါရွေးကောက်ပွဲတွေမဖြစ်ပြအောင်လုပ်ကြပါကူပါကဲ့ပါတစားစားဖြစ်နေတာဟာအခုလို့မင်းတို့ရဲ့အရှုံးကိုရောက်ချပိပိတတဝင်မခံရဲတဲ့စိတ်တက်ကြောင့်ပဲဆိုတာမင်းတို့ကိုယ်တိုင်တိတိကြီးနဲ့ပြည်သူအာဏာပြည်သူကိုပြတ်မပေးပဲအမေကျော်ဒွေးတော်လွမ်းတဲ့ပုံစံနဲ့ကို့တိုင်းပြည်ကကို့လူမျိုးကိုဘေးဖယ်ပြီး တခြားတိုင်းပြည်ကတရုတ်နဲ့ရုရှားကိုသွားပြီးတော့အောက်ကျခြေတလုံးပြေးဖက်နေတဲ့မင်းတို့ဟာသူ့ကျွန်းဘဝရောက်နေတယ်ဆိုတာကို အချိန်မီမင်းတို့ကိုယ်တိုင်လက်ခံသိနေပြီဖြစ်တယ်လို့လက်ရှိအခြေအနေကစီရေးနိုင်ငံရေးစီးပွားရေးအုပ်ချုပ်ရေးတွေကိုကြည့်ရင်လေမင်းတို့စစ်တပ်ကဘာတခုမှမထိန်ချုပ်နိုင်တော့ပဲအဖက်ဖက်မှာအရှုံးနဲ့သာရင်ဆိုင်နေရတာဖြစ်တဲ့အတွက်အဲ့ဒီအရှုံးတွေကိုယောက်ျားပီပီတတနဲ့လက်ခံပြီးမင်းတို့ဘက်ကတိုင်းပြည်ကိုအမှန်တကယ်ကောင်းစားစေချင်တယ်ဆိုရင် တနိုင်ငံလုံးအတိုင်းတာမဟုတ်တဲ့မင်းတို့ရဲ့အတုအယောင်ရွေးကောက်ပွဲတွေနဲ့ဆက်ပြီးကောင်းမှမှာပဲမင်းတို့လူယူထားတဲ့ပြည်သူအာဏာစစ်စစ်ကိုပြည်သူစီပြန်ပေးရတဲ့တတိကိုတောင်မွေလိုက်စမ်းမှာမောင်ကာလူတို့ရာဆိုပြီးတော့တောင်ပြောရမလို့ဖြစ်နေပြီပေါ့ဗျာ ကဲလိုင်စင်မဲ့ကားတွေစီးရဖို့တနိုင်ငံလုံးဖုံးကြီးဝစ်ဆုဆိုတဲ့လမ်းကိုတွန်းပို့နေပြန်တယ်စစ်ရှုံးတို့မှာအာဟုတို့ကောင်ဂျလုံးမလုံးမဲအောင်လိုက်လို့ဟာမင်းသားဖြစ်ချင်တာလဲပြလို့ပစိုးဆုတ်တာကလည်းခြာလို့ဆိုသလိုတိုင်းပြည်အာဏာကိုခွေးတိုးပေါက်ကနေမတရားဝင်လူပြီးဇွတ်အစိုးရဖြစ်ချင်နေတာလဲသူတို့ပဲပြီးရင်ပေါက်ပန်း၄၀အမိန့်တွေနဲ့ငါနဲ့တဲ့ရင်အကုန်ခွင့်ပြုမယ်ဆိုပြီးအခွင့်ထူးခံတွေလုပ်နေတာလဲသူတို့ပဲအခုလဲ တနိုင်ငံလုံးကသူတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာလိုင်စင်မဲ့ကားနဲ့စိုက်ကဲတွေကိုဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့အကြီးအကျယ်တွေဖမ်းပြီးအခုလဲကြရောသူတို့စစ်တပ်ဘက်ကမဘာသာဖုန်ကြီးတွေကနေတောင်းဆိုလို့ဆိုပြီးတော့ဖုန်ကြီးကြောင့်နေအတွက်လိုင်စင်မဲ့ကားတွေကိုစစ်ရှုံးသမားဂျလုံးမလုံးမဲအောင်လိုက်ကိုယ်တိုင်ကစီးကွင်းပေးလိုက်ပြီဟင်ကျန်တဲ့လိုင်စင်မဲ့ကားနဲ့စိုက်ကဲတွေကိုကြတော့စပ်ဖမ်းနေတဲ့အကြောင်းကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဒီဝဒတ်နဲ့အဇာတတ်ပေါင်းကြံနေတယ်ဆိုသလို အဲ့ဒီစစ်တပ်ထောက်ခံတဲ့မပ္ပတဖုံးကြီးတွေဆိုတာကလေတင်ကန်းချုံထားလို့တာဖုံးကြီးလို့ခေါ်နေရတာတကယ်တကယ်သူတို့စစ်တပ်ကဖုံးကြီးเจ้าတွေစာတင်เจ้าတွေနဲ့ခလေးတွေကိုပါဘုံကျဲတပ်ဖြတ်နေတာကြတော့အဲ့လိုတွေမလုံတဲ့တကားကြီးဆိုတဲ့တောင်းဆိုတာမျိုးတွေကိုတခွန်းမှမဟာပဲသူတို့မပ္ပတဖုံးကြီးတွေလိုင်စင်မဲ့ကမစီရမှာကြတော့အသက်အံတောင်းဆိုကြတယ်ဆိုပဲအတော်တော့စိုးနေပြီအဲ့ဒီလိုင်စင်မဲ့ကနဲ့ဆိုင်ကယ်တွေဖမ်းတဲ့ကိစ္စကလည်း စစ်ရှုံးသမားဂျလုံးမလုံးမဲအွန်လိုင်းကိုတိုင်းဇွန်လတရနေ့ကစပြီးဖမ်းဆီးဖို့ညွှန်ကြားလိုက်တာဖြစ်တယ်လို့အဲ့ဒီနေ့ကစပြီးတော့အောင်မလေးဗျာသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာဘုံကြီးကြောင်ကလိုင်စင်မဲ့ကားတွေပါမချမ်းဟိုနေရာလဲလိုင်စင်မဲ့ဖမ်းဒီနေရာလဲလိုင်စင်မဲ့ဖမ်းနေအုံအုံကြွကြွကိုဖြစ်လာတဲ့အကြောင်းကလည်းအဓိကမဲအွန်လိုင်းသားနေသမီးတင်သွင်းနေတဲ့လျှက်စစ်ကားတွေကိုဝယ်စည်းမဲ့သူတွေမရှိတဲ့လောက်ကိုနဲလာလို့ဆိုပြီးအဖေဖြစ်သူကတစ်ဖက်မှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းခိုင်းတာဖြစ်တယ်လို့လည်း ကျွန်တော်တို့ရဲ့နေပြည်တော်စစ်တပ်တရင်ရင့်မြစ်ကိုတိုင်ကလှမ်းပြောထားတာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့စစ်ရှုံးသမားအာဟုတို့ကောင်မဲအွန်လိုင်းတို့နိုင်ငံတော်အဆင့်တခိုးမိသားစုကတော့တိုင်းပြည်မှာစစ်တွေဘလောက်ပဲရှုံရှုံနေမျိုးတွေဘလောက်ပဲအသိမ်းခံရအသိမ်းခံရအုပ်ချုပ်ရေးတွေဘလို့ပဲယိုင်နဲ့ယိုင်နဲ့တိုင်းပြည်စီးပွားရေးတွေဘလို့ပဲပြိုလဲပြိုလဲတခိုးချင်းတခိုးချင်းကြံနေသူတို့မိသားစုအတွက်ကတော့နောက်ဆုံးသူတို့အတွက်မျိုးလေးတစ်မျိုးပဲကြံရင်တော့သူတို့ကအုပ်ချုပ်သူ သူတို့ပဲအခွင့်ထူးခံကျန်တာကသူတို့နဲ့တဲ့တဲ့သူတွေအခွင့်ထူးခံခွင့်ရမယ်ဆိုတဲ့ပုံစံနဲ့ဘာဥပဒေမှတာတူညီမျှမှုမရှိတော့ဘဲအဲ့ဒီလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေကိုဖမ်းနေတဲ့သူတို့စစ်တပ်ဘက်ကရဲတွေစစ်သားတွေနဲ့ဌာနဆိုင်ရာတွေကိုတိုင်လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်တွေစီးပြီးပြည်သူတွေကိုလိုက်ဖမ်းနေတယ်လို့လေဒေသခံပြည်သူတွေကိုတိုင်ကပျော်ထားကြတာပေါ့ဗျာအဲ့ဒီလိုသူတို့စစ်တပ်ကထိန်းချုပ်ထားတဲ့မြို့တွေမှာသူတို့ကိုယ်တိုင်ဥပဒေမဲ့လုတ်ချင်တိုင်းကိုလုပ်နေကြတော့ ကိုဆိုလူရမှုတွေဆိုတာလေသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေမှာပါနှုတ်နဲ့ဒိတ်ကိုဖြစ်နေပြီအခုဆိုရင်ဘာသာရေးဘက်မှာလေသူတို့စစ်တပ်ဘက်ကမဘာတာဆိုတဲ့ဘုံကြီးတွေကအစားအယောင်ဆောင်တင်ငန်းတာခြုံထားပြီစစ်တပ်ကကလေးသူငယ်ပါမချမ်းဘုံကျဲတပ်ဖြတ်နေတာကြတော့တခုံးမှမဟာပဲသူတို့ဘုံကြီးတွေလိုင်းစင်မဲ့ကမစည်းရမှာကြတော့စိုးရင်ကြကြီးနဲ့မင်းအောင်လိုင်းလိုကလေးတပ်သမားဘုံကြီးတပ်သမား လူတတမဖြစ်နေတဲ့အာဂူတို့ကောင်ကို အသေးအံခရပြီးတောင်းဆိုနေကြတာကိုကြည်ရင်လိုင်စင်မဲ့ကားပြီးစီရဘူးတနိုင်ငံလုံးဖုံးကြီးဝစ်ဆိုဆိုတဲ့ပုံစံလိုဖြစ်နေပြီသူရနဲ့သူစကတော့ချက်တည်းအနာသားမရှိတဲ့အနှုတ်ဆုတ်ဂုတ်ဆုတ်ရင်နာစာအုတ်စုကြီးကိုဖြစ်နေတော့တာဗောဗျာဒီလိုအခွင့်ထူးကံတွေဖြစ်ချင်လို့ပဲစစ်ရှုံးသမားအာဂူတို့ကောင်တခိုးကြီးမဲအောင်လိုက်ဟာကိုယ်တိုင်ကဘာအရေးချင်းမှမရှိဘာမှအမျှော်မြင်မရှိတဲ့ တိုင်းပြည်အာဏာကိုဟိုအကြောင်းပြဒီအကြောင်းပြပြီးလှုပ်ပြီးတခိုးကျင်တခိုးကျင်နဲ့ခွေးတို့ပေါက်ကနေဝင်လူထတာကိုစစ်တပ်နဲ့ပူဇော်ပေါင်းစားစီးပွားရေးသမားတွေစစ်တပ်ထောက်ခံသူဆိုတဲ့ဗိုလ်ချုပ်အတိုင်းဝိုင်းတွေအောက်ခြေကရိုးရင်းမျှော်ရင်နာစာတွေနဲ့အဲ့ဒီမပါတာဆိုတဲ့တင်ငန်းကြုံဖုံးကြီးတွေကအစားဝိုင်းပြီးတော့မြောက်ထိုးပင့်ကော်တွေလုံနေကြရင်လေအခွင့်ထူးခံတွေလုံနေကြတာဖြစ်သလိုတခိုးကြီးမင်းအွန်လိုင်းတို့တာဖားတွေကလည်း သူတို့အာနာရှိတို့တိုင်းပြည်တဲကရသမြလုတ်ပိုင်ခွင့်တွေကိုအတုံးချပြီးအကုန်ခိုးအခြေအနေမကောင်းရင်အဲ့ဒီခိုးထားတဲ့အထုပ်ပိုက်ပြီးမိသားစုလိုက်ပြေးဖို့လော်ဝါချင်းရိုက်ထားတဲ့အတိုင်းလုတ်ချင်နိုင်ကိုလုံနေကြတဲ့အတွက်လက်ရှိဘဝမှာတဲ့အာဂုတူကောင်မဲအွန်လိုင်းတို့တားဖားပြီးအပါဝင်ဂျလုံးမလုံးရင်နာစာစစ်အုပ်စုတတိုက်လုံးဟာပြည်သူတွေရဲ့အမုန်းကျင်စာတွေကြမှာလူမသိခင်နတ်မယ်တွေအရင်သိနေကြပြီးတမိုင်းရဲ့အမိုက်ပုံတွေကိုသူတို့ကိုယ်တိုင်ဇောက်ထိုးစင်းနေကြရပြီဖြစ်တယ်လို့ တို့အခုလိုဒိုင်းမီကိုဖျက်ဆီးခဲ့တဲ့အာကုတ္တအရေးမဲကြီးတွေဟာအခုဘဝမှာတယ်မကနောင်လာမဲ့ဘဝအဆက်ဆက်တွေတိုင်အောင်တို့ရဲ့ခေတ်အဆက်ဆက်မျိုးဆက်တွေအတိသမိုင်းတရားခံတွေအဖြစ်နဲ့ပဲအနောက်ကနေတကောက်ကောက်လိုက်နေတော့မှာပဲဖြစ်တာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တည့်ရဲ့ this week အစီအစဉ်ကနေကျွန်တော်မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေ ထို့ကြောင့်အကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်တုံးသက်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ